တခါကမြမပြည်မြောက်ပိုင်းကတောင်တန်းတွေထဲမှာရွာလေးတရွာရှိတဲ့ရွာနာမီကမိုးမိတ်လုခေါ်ပြီးတောအုပ်ကြီးတွေနဲ့ဝိုင်းထားတဲ့နေရာမှာတရှိနေတာဒီရွာမှာလူတွေကရိုးသားပြီးငိမ့်ချစွာနေထိုင်ကြပေမဲ့တောအုပ်ထဲကိုညဘက်ဆိုရင်ဘသူမှမသွားရဲကြဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီတော့ထဲမှာအရင်မီးလုခေါ်တဲ့တဘာဝလုံတစ်စီတကောင်ရှိနေတယ်လို့ယုံကြည်ကြလို့ပဲဒီအကြောင်းကိုရွာကလူကြီးတွေကမျိုးဆက်တစ်ခုကနေတစ်ခုထိပြောပြလာခဲ့ကြတာအရင်မီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀လောက်ကတော့အဲမှာတည်သွားတဲ့မူဆိုးတယောက်ရဲ့ဝိညာဉ်ဖြစ်တယ်လို့ဆိုကြတယ် သူကတစ်ပင်တွေကြားမှာပုန်းနေပြီးလူတွေကိုလှည့်စားလိမ့်ရှိတယ်သူ့ကိုတွေးမိတဲ့သူတိုင်းတော့ရဲမှာပျောက်သွားတတ်ပြီးဘယ်တော့မှပြန်မတွေ့တော့ဘူးဒီလိုနဲ့တနေ့မှာရွာထဲကလူငယ်တယောက်ဖြစ်တဲ့ကိုမောင်ဆိုတဲ့သူကဒီပုံပြင်တွေကိုမယုံဘူးသူကရွာထဲမှာရဲရင်တယ်လို့နမေကြီးရဲ့သူဖြစ်ပြီးအရေးမီးဆိုတာလူတွေရဲ့စိတ်ကူးရင်ပဲလို့ခဏခဏပြောလိမ့်ရှိတယ်။တညမှာသူငယ်ချင်းတွေနဲ့ရက်တောက်ရင်စကားများရာကနေအလောင်းစားတစ်ခုဖြစ်သွားတယ်အဲ့ဒါကတော့ကိုမောင်ကညတန်းကောင်ရံမှာတော်တဲ့ကိုတယောက်တည်းသွားပြီးအရေးမီးကိုရှာကြည့်မယ်ဆိုတဲ့ကတိရွာသားတွေကသူ့ကိုတားကြပေမဲ့ ကိုမောင်ကဘာမှမကြောက်တတ်တဲ့သူမို့ဓာတ်ချောင်းနဲ့မိရှုတတိုင်ကိုယူပြီးတောရဲကိုဝင်သွားတယ်။မြက်ကလက်ပြညဖြစ်ပြီးလေတိုက်တန်ကတိတ်ရွတ်တွေကြားမှာတိတ်တိတ်နုံနေတဲ့ကိုမောင်တောရဲကိုခြေလန်းတွေခက်ကြဲကြဲနဲ့ဝင်သွားပြီးမကြခင်မှာပဲသူ့ရဲ့မိရှုလင်းရောင်ဟာတစ်ပင်တွေနောက်မှာပျောက်သွားတယ်။ပထမဆုံးမိနစ်နဲ့ငယ်တွင်းမှာကိုမောင်ဘာမှမခံစားရသေးဘူး။တောအုပ်ထဲကအတန်တွေကပုံမှန်ပဲဈေးကွက်တွေအော်တန်တိတ်ရွတ်တွေလှုပ်တန်တာပဲ နာရီဝက်လောက်ကြတဲ့အခါသူထူးဆန်းတာတစ်ခုကိုတတိထားမိတယ်သူလျှောက်လာတဲ့လမ်းကတနေရာကိုထက်ခါထက်ခါပြန်ရောက်နေတဲ့တပင်ကြီးတပင်ရှိကိုအချိန်ပေါင်းများစွာပြန်ရောက်လာပြီးဘလောက်အမှတ်အသားလုပ်ထားပါစေထွက်လို့မရဘူးအဲ့ဒီအချိန်မှာလေထဲမှာအေးဆက်ဆက်ခံစားမှုတစ်ခုကသူ့ကိုဝင်ရောက်လာတယ်သူနောက်လက်ကြည့်လိုက်တဲ့အခါတပင်တွေကြားမှာမိမိရှိရှိပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီပုံရိပ်ကလူပုံစံမျိုးရှိပေမဲ့မျက်နှာမရှိဘူးသူ့ရဲ့ခန္ဓာကိုယ်ကမိမိသာသာဖြစ်ပြီးလေထဲမှာမျောနေတယ်လို့ခံစားရတယ်အားရတယ် ကိုမောင်ရင်ထဲမှာကြောက်စိတ်တွေတဖြည်းဖြည်းဝင်လာပေမဲ့သူ့ရဲ့မာနကြောင့်ဘသူလဲလို့အော်မေးလိုက်တယ်ဒါပေမဲ့အဲ့ဒီရိတ်ကဘာမှပြန်မဖြေဘူးအဲ့ဒီအစားသူ့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာတဲ့ကိုမောင်သားကိုဆွဲထုတ်ပြီးလွှဲလိုက်ပေမဲ့ဘာမှမထီဘူးအရေးမီးကလေထဲမှာပျောက်သွားပြီးနောက်တစ်ခါမှသူ့နောက်ကိုပြန်ရောက်လာတယ်အဲ့ဒီအချိန်မှာသူ့ရဲ့မီရှူမီဟာဘာအကြောင်းမှမရှိပဲငိမ့်သွားတဲ့အမောင်ငယ်မှာကိုမောင်တယောက်အသက်ရှူတန်ကိုကြားနေရပြီးသူ့ဘေးမှာတခုခုကရှိနေတယ်လို့ခံစားလာရတယ်ရုတ်တရက်သူ့နားထဲမှာ တို့တို့ရဲ့တီတိုစကားတန်တစ်ခုကိုကြားလိုက်ရတယ်ငါ့ကိုဘာလို့လာရှာတာလဲဆိုရဲ့အတန်ကအေးဆက်ဆက်နဲ့လေရဲကနေထွက်လာသလိုကိုမောင်ကြောက်လန့်ပြီးပြန်ပြေးဖို့ကြံတဲ့အခါသူ့ခြေရောက်တွေကလုံမရတော့ဘူးအေးမီကသူ့ရှေ့မှာပေါ်လာပြီးသူ့ကိုတစုံတစ်ခုနဲ့ဆွဲခေါ်သွားသလိုခံစားလိုက်ရတယ်နောက်တနေ့မနက်မှာရွာသားတွေကိုမောင်ကိုရှာဖို့တောထဲကိုဝင်သွားကြတယ်ဒါပေမဲ့သူ့ရဲ့ဓာတ်နဲ့မီးရှူးတိုင်ကလွဲလို့ဘာမှမတွေ့ရတော့ဘူးသူပျောက်သွားတဲ့နေရာမှာတစ်ပင်တစ်ပင်ပေါ်မှာငါ့ကိုမရှာနဲ့ဆိုတဲ့စာလုံးတွေထွင်းထားတာကိုတွေ့လိုက်ရတယ် အဲ့ဒီနောက်ပိုင်းမိုးမေရွာကဘသူမှညဘက်ဆိုတော့တဲ့ကိုမသွားရဲကြတော့ဘူးအရေးမီးရဲ့ဒဏ္ဍာရီကတော့ဒီနေ့ထိရွာထဲမှာဆက်လက်ရှင်တန်နေသေးပဲ။